Hello မင်္ဂလာပါနေကောင်းကြမှာကြပါရဲ့လားရှင်ဒီနေ့ဖို့တော့ဓာတ်ကအကြောင်းကြီးပြောပြပေးသွားမှာဖြစ်ပါတယ်နော်ရှေးဘက်ကဒုံနဲ့ခွက်နဲ့ပြီးသွားပြီဒီနေ့တော့ဓာတ်ကပေါ့နော်ဆိုတော့ပထမအဦးဆုံး Aesop Sophos ပုံလေးကိုကြည့်လိုက်ရင်ဒီအုပ်စုလေးခုမှာပထမဆုံးကတ်တွေကိုကြည့်လိုက်တိုင်းအမြဲတမ်းဒီလိုတိမ်နေရလက်ကလေးတစ်ချောင်းထွက်နေတဲ့ပုံစံမျိုးပေါ့နော် ဆိုတော့ဒီပုံလေးကဘာကိုပြကျင်တာလဲဆိုတော့ဒီလူတွေဟာစကြာဝဠာကြီးကပေးထားတဲ့စွမ်းရည်တွေရှိတယ်သူမှပင်ကိုစွမ်းရည်တွေရှိတယ်အဲ့ဒီစွမ်းရည်တွေအရေးချင်းတွေကိုအသုံးချပြီးသူဟာအောင်မြင်မှုတွေကိုရယူနိုင်စွမ်းရှိတဲ့လူစားမျိုးတွေပေါ့နော်သူမှပင်ကိုအရေးချင်းတွေရှိမယ်ကန်တရားကပေးထားတဲ့လောကကြီးကပေးထားတဲ့ယူနီဘတ်စ်က ပေးထားတဲ့စွမ်းအင်တွေရှိမယ် ဒီစွမ်းရည်တွေအားလုံးကို ပေါင်းပြီးတော့သူဟာအောင်မြင်မှုတွေကိုရအောင်ယူနိုင်စွမ်းရှိတဲ့လူစားမျိုးတွေပေါ့နော်သူဘေကန္တာမှာမစူဘောနော်အခြေရေးမှာလည်းသူဟာသူ့ရဲ့စွမ်းအင်တွေသူ့ရဲ့အရေးချင်းတွေကိုတုံးပြီးတော့သူ့အခြေရေးကိုသူဟာရယူနိုင်စွမ်းရှိတဲ့လူစားမျိုးတွေငွေကြီးမှာပဲဖြစ်ဖြစ်အလုတ်ကင်နေမှာပဲဖြစ်ဖြစ်ပင်ကိုစွမ်းရည်နဲ့ဒီလောကကြီးကပေးထားတဲ့စွမ်းရည်တွေပေါင်းပြီးတော့အရာရာကိုကြော်လွှားပြီးတော့အောင်မြင်မှုတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့လူစားမျိုးတွေဖြစ်တယ်တဲ့ yes or no မျိုးကိုနဲ့ပတ်သက်လို့ရှင်တော့သူက yes ကဖြစ်တယ်ပေါ့နော်ဓာတ်နှစ်ချောင်းပုံကိုကြည့်လိုက်တာနဲ့သိတာတယ်ပေါ့နော်လူတစ်ယောက်က မျက်စိပိတ်ထားပြီးတော့ဓာတ်နှစ်ချောင်းကိုခြင်ထားပုံစံမျိုးပေါ့ဒီပုံလေးကိုကြည့်လိုက်လို့ရှင်ရင်ဒီလူတွေဟာလက်တလောခြေနေမှာဥတီချက်ပျောက်နေတဲ့ပုံစံမျိုးဘာမှမမြင်ဘူးဆိုတော့သူကဥတီချက်ပျောက်နေတယ်ပေါ့နော် အလုတ်ကင်နေမှာပဲဖြစ်ဖြစ်ငွေကြေးတွေမှာပဲဖြစ်ဖြစ်ချီးရီးမှာပဲဖြစ်ဖြစ်သူဟာဥတီချက်တွေမရှိဘူးဘယ်ဘက်လားညာဘက်လားမဝေခွဲနိုင်တဲ့အနေအထားမျိုးကိုသူကရောက်ရှိနေတယ်ပေါ့နော်အဲ့ဒီအခြေအနေမျိုးကိုသူကပြကျင်တယ်ပေါ့မကောင်းတဲ့ပုံစံမျိုးပေါ့အဲ့ဒါကြောင့်သူဟာနှုတ်ကပ်ဖြစ်တယ်ပေါ့ဘေကန္နအတီးတီးမှမဆိုသူဟာရှစ်ဆက်ပြီး ဘာလို့ရမလဲဆိုတဲ့ဝေကွဲမရဖြစ်နေတဲ့ပုံစံမျိုးကိုသူကပြရတယ်ဘဝမှာ balance ဖြစ်မဲ့ဟာမျိုးတွေကို ရှာဖွေနေတဲ့ပုံစံမျိုးတွေကိုသူဟာပြရတယ်ပေါ့နော်နံပါတ်3ဓာတ်3ချောင်းအသေးမှာဓာတ်3ချောင်းစိုက်နေတဲ့ပုံစံပေါ့နော်ပုံလေးကိုကြည့်လိုက်တာနဲ့လည်းသိတာတယ်ဓာတ်စိုက်နေတဲ့ဆိုတဲ့ထဲကမကောင်းပေါ့နော်ဒီပုံလေးကဘာကိုပြခြင်းလဲဆိုတော့သူဟာအတိတ်ရဲ့နှလုံးသားနဲ့ က်ဆိုင်တဲ့ကိစ္စတွေမှာဒဏ်ရာတွေရှိမယ်၊နာကျင်မှုတွေရှိမယ်။အဲ့ဒီပြဿနာတွေကိုသူကရင်ဆိုင်နေရတဲ့အနေအထားမျိုးတွေရှိတယ်။စိတ်နဲ့ပတ်သက်တဲ့ပုံစံမျိုးတွေပေါ့နော်။အတိတ်နဲ့ပတ်သက်ရင်ခံစားချက်တွေရှိမယ်။ဒီနှလုံးသားရေးရာနဲ့ပတ်သက်ရင်ခံစားချက်တွေရှိမယ်။ ဒါမှမဟုတ်စိတ်ဖိစီးမှုတွေစိတ်ဒဏ်ရာတွေအဲ့ဒီဟာတွေနဲ့ယုံကန်နေရတဲ့အချိန်ဖြစ်မယ်ပေါ့နော်သူဟာအဲ့ဒါကဏအတီးတီးမှာဘယ်ကဏမှာမစိုးငွေကြီးမှလည်းသူဟာဒီစိတ်ပင်ပန်းနှောင်းမှုနဲ့ကြုံနေရတဲ့အခြေအနေတွေဖြစ်ချင်းဖြစ်မယ်အလောက်ကိုင်းမှလည်းသူဟာမပြေလဲတဲ့အနေအထားမျိုး stress တွေရှိတဲ့ပုံစံမျိုးတွေဖြစ်မယ်ချီးရီးချီးရာမှလည်းသူဟာ နှလုံးသားခံစားချက်တွေနဲ့အတိတ်ရတန်းအတန်ချက်တွေနဲ့ရုန်းကန်နေရတဲ့ပုံစံမျိုးတွေဖြစ်မယ်ပေါ့နော်အဲ့ဒီအနေထားကိုပြရတဲ့ခက်ဖြစ်တယ်အဲ့ဒါကြောင့်လေသူဟာ노ကတ်ကိုကိုစားပြုတယ်ပေါ့နော်ဒါလေးကြောင့်လူတယောက်အိပ်ပြီးတော့သူ့ပုံမှာဓာတ်၃ချောင်းအောက်မှာဓာတ်တစ်ချောင်းပုံစံမျိုးပေါ့ပုံလေးကိုကြည့်လိုက်တာနဲ့လေသိတာတယ်သူဟာလက်တလောအခြေအနေတွေမှာစိုးရင်ပူပန်မှုတွေလက်တလောမှာအန်ဒီရရှိတဲ့အနေထားမျိုးတွေ သူ့ရဲ့အတိတ်ကဒံယာဒံချက်တီဒီမှာဖွက်ထားတဲ့ဓာတ်တစ်ချောင်းပုံစံမျိုးပေါ့နော်ဒါအတိတ်နဲ့ဆက်ဆိုင်နေ။ဒါနောက်လက်တလုံးမှာလည်းသူဟာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေနဲ့ကြုံနေနိုင်တဲ့အခြေအနေမျိုးတွေစိတ်ပင်ပန်းနှွမ်းနွယ်မှုတွေနဲ့စိုးရိမ်နေရတဲ့အနေအထားမျိုးတွေအိမ်မပြောဝေဒနာခံစားနေရတဲ့ပုံစံမျိုးတွေကိုသူကပြကျင်တာပေါ့နော်အဲ့ဒါကြောင့်ဒီကတ်ကိုကြည့်လိုက်တာနဲ့လေသူဟာကဏအတီးတီးမှာ လက်တလုံးမှာမပြေလည်မှုတွေခက်ခဲမှုတွေအန္တရာယ်တွေရင်ဆိုင်နေရတဲ့ပုံစံမျိုးကိုသူကပြချင်တယ်ပေါ့နော်ယတနာတွေရှုပ်ထွေးတွေအဲ့ဒါတွေနဲ့ရင်ဆိုင်နေရတဲ့အနေအထားပေါ့နော်အဲ့ဒါကြောင့် yes or no ကမှလည်းသူဟာ no ကကိုကိုစားပြုတယ်ပေါ့ဒါငါကြောင်ပုံစံလေးကိုကြည့်လိုက်တာနဲ့လူတယောက်ဟာဓာတ်နှစ်ချောင်းထန်းထားပြီးတော့ဓာတ်တစ်ချောင်းခြင်ထားတယ်ဓာတ်နှစ်ချောင်းလင်းနေတယ်ဒီ နှစ်ယောက်ကကြောခိုင်းပြီးတော့သူဟာအရာကိုဂျင်းနဲ့အာရနဲ့သူမျက်နှာအနေထားကိုကြည့်လိုက်လို့ရှင်ရင်ပုံရဲ့အနေထားချင်းသူကဂျင်းနဲ့အာရနေတဲ့မျက်နှာထားကိုပြရတယ်ပေါ့နော်ဆိုတော့ဒီလူတွေဟာသူတပားကိုနိုင်ထက်စီနေလို့ရတာကိုကြိုက်တဲ့ပုံစံမျိုးပေါ့နော်သူအနိုင်ကျင့်ပြီးပြူထားတဲ့ဓာရီရဲ့ပုံစံမျိုးကိုသူကပြရတယ်ဒီလူနှစ်ယောက်ကိုအနိုင်ကျင့်ပြီးတော့ပေါ့နော်ဆိုတော့သူများကိုနိုင်ထက်စီနေလို့ရတာကိုနှစ်သက်တဲ့လူစားမျိုးတွေဖြစ်မယ်ကဏအတီးတီးမှာသူဟာပေါ့နော် အချီရေးမှလည်းအလိုပဲကိုယ့်ရဲ့ပါတနာပေါ်မှာအနိုင်ထက်ပြုတ်တတ်တဲ့လူစားမျိုးတွေဖြစ်မယ်ငွေကြီးတို့လုပ်ငန်းကင်ငန်းတို့မှလည်းသူဟာကိုယ့်ရဲ့လုပ်ဖို့ကင်ဘက်တွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးပါတနာတွေပဲဖြစ်ဖြစ်ကိုသူဟာအမြဲတမ်းအထက်စီးရအပေါ်ရဲ့အနိုင်ကျင့်တတ်တဲ့လူစားမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ရက်စော်နိုမေကွန်မှလည်းသူဟာ no cut ဖြစ်တယ်ပေါ့နော် ဓာတ်6ချောင်းပုံစံလေးကြည့်လို့ရှင်လူတစ်ယောက်ဟာဓာတ်ဆိုင်နေတဲ့လှေလေးကိုလှော်ပြီးတော့ဒီမှာ လူကြီးတစ်ယောက်ကလေးတစ်ယောက်တင်ပြီးတော့ဟိုးရှေ့မှာမြင်နေရတဲ့ကန်းကိုလှော်နေတဲ့ပုံစံမျိုးလေးပေါ့နော်ပုံစံကိုကြည့်လိုက်တာနဲ့လည်းသိတာတယ်ဒီလူတွေဟာသူ့မှာရှိတဲ့ခွန်အားနဲ့စွမ်းအင်နဲ့ဓာတ်ဆိုင်နေတဲ့လှေးဆိုတဲ့ပုံစံနဲ့ဒီလှေလေးဟာအချိန်မရွေးရေလေကောင်မှာနစ်မြုပ်သွားနိုင်တဲ့အနေထားသူ့မှာလည်းဒီလှေလေးတွေမဟုတ်ဘူး လေပေါ်မှာမိသားစုဖြစ်မဲ့တခြားတက်ဆိုင်တဲ့လူတွေဖြစ်မဲ့ဒီဝင်းဒိုးဝင်ပိုးတွေပေါ့နော်အဲ့ဒီဟာကိုဘာကိုပြချင်လဲဆိုတော့ဒီလူတွေဟာသူ့ရဲ့မိသားစုပြဿနာတွေဒီငွေကြေးရေးဒီအခြေရေးအလို့ကိုင်းဒီပြဿနာတွေကိုထမ်းပိုးပြီးတော့သူဟာပေါက်နေတဲ့ခလေကိုအားဆိုင်လှော်ပြီးတော့သူသွားခြင်းနဲ့ခရီးကိုသွားနေရတဲ့ပုံစံမျိုးပေါ့အဲ့တော့သူ့အခြေအနေကဘာဖြစ်သွားလဲဆိုလက်တလောအခြေအနေမှာသူဟာ ဘေကဏမဆိုဝင်ထုတ်ဝင်ပိုးတွေနဲ့စ조사ရုံးကန်နေရတဲ့အနေအထားမျိုးပေါ့ငွေကြီးအခက်ခဲတွေရှိနေမယ်အခြေအခက်ခဲတွေရှိနေမယ်လုပ်ငန်းခွင်မှာအခက်ခဲတွေရှိနေမယ်ဝင်ထုတ်ဝင်ပိုးတွေရှိနေမယ်အဲ့ဒီအနေအထားမှာသူဟာလင်းမြုပ်မသွားအောင်ဆိုတဲ့သဘောသုံးကန်ပြီးတော့သူသွားချင်တဲ့ပန်းတိုင်ကိုသွားနေရတဲ့ပုံစံမျိုးပြောတယ်ပေါ့နော်ပုံလေးကပြတယ်ပေါ့နော်ဆိုတော့ဒီ yes or no မေးခွန်းနဲ့ပတ်သက်ရင်ဒီကတ်ကဘာကိုပြလဲဆိုတော့ maybe ကတ်ပေါ့နော် yes လည်းဖြစ်နိုင်တယ် no လည်းဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ဟာသူ့ရဲ့စူးစမ်းအထုံမှုနဲ့ဇွဲလုံးလာနဲ့ကန့်ကိုရောက်သွားနိုင်သလိုဒီဓာတ်ရဲ့အစွမ်းနဲ့လေဒီပြက်တနာပေါင်းစုံရဲ့အစွမ်းနဲ့လေရေလဲမှာနစ်ချင်းလေနစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ရဲ့အခြေအနေဟာ yes လည်းဖြစ်သွားနိုင်တယ်လို့ no လည်းဖြစ်သွားနိုင်တယ် ခြေအနေမျိုးမှတ်လို့သူ့ကို maybe ကရက် yes or no မေးခွန်းမှာ maybe ကလို့ပြောတယ်ပေါ့နော်ဓာတ်ခုနှစ်ချောင်းပုံစံလေးကြည့်လိုက်ရင် လူတစ်ယောက်ကဓာတ်တွေကိုခိုးပြီးတော့ထွက်ပြေးနေတဲ့ပုံစံမျိုးနောက်ကိုပြန်လှည့်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ပုံလို့ကြည့်လိုက်လို့ရှင်ဒီပုံကဘာကိုပြချင်တာလဲဆိုတော့ဒီလူတွေဟာ တစ္ဆာဖောက်တတ်တဲ့လူစားမျိုးတွေပေါ့နော်ဘေကန်နောက်မှာမဆိုမယုံကြည်ရတဲ့လူစားမျိုးတွေပေါ့သူကိုယ်တိုင်လည်းတစ္ဆာဖောက်ခံရနိုင်တဲ့အနေအထားရှိခြင်းရှိနိုင်တယ်သူတပါးကလည်းသူ့ကိုတစ္ဆာဖောက်တတ်တဲ့အနေအထားမျိုးတွေကိုသူပြရတယ်ပေါ့ဒီပုံစံကလုပ်ငန်းကိုင်ငန်းမှာပဲဖြစ်ဖြစ်ငွေကြေးမှာပဲဖြစ်ဖြစ်အခြေရေးမှာပဲဖြစ်ဖြစ်ဒီလူတွေဟာသူများသူ့ပေါ်တစ္ဆာဖောက်တာလဲကြုံနိုင်တယ်သူကိုယ်တိုင်လည်းသူများအပေါ်ကိုတစ္ဆာဖောက်တတ်တဲ့ အနေထားမျိုးတွေလည်းရှိတဲ့ပုံစံမျိုးလေးကိုသူကပြတယ်ပေါ့နော်အဲ့ဒါကြောင့် yes or no မေးခွန်းနဲ့ပတ်သက်ရင်ဒီကတ်ကလည်း no ကတ်ကိုပြတယ်ပေါ့ကဏ္ဍအတီးတီးမှမကောင်းဘောနော်ဓာရှိချောင်းပုံစံလေးကိုကြည့်လိုက်တာနဲ့လည်းသိသာတယ်ဓာတွေဝိုင်းနေတယ်ကြားထဲမှာမျက်လုံးလည်းပိတ်ခံထားရတယ်ကျိုးလည်းတုတ်ခံထားရတယ်ပုံစံမျိုးလေးပေါ့ အဲ့တော့ဒီကကြရင်ဒီကဏ္ဍအတီတီပဲရမစို့သူ့မှာ IDD ဝိုင်းနေတယ်အဆဆရရအစင်မပြေဘူးမျက်စီစီးထားတဲ့အတွက်ဥတီချက်ကိုလည်းမသိဘူးဘဲဥတီရမှမသိဘူးလမ်းပြောင်နေတဲ့အနေထားပေါ့နော်ခုနဓာတ်နှချောင်းပုံစံမျိုးလို့ပေါ့လမ်းပြောင်နေတဲ့အနေထားဒီကြားထဲမှာကြိုးပါတုတ်ခံထားရတယ်ဆိုတော့မလူးတာမလွန့်တာအနေထားမျိုးဖြစ်တဲ့အတွက်ကဏ္ဍအတီတီမှာသူဟာလုံးဝမကောင်းတဲ့အနေထားမျိုးပေါ့နော် လုပ်ငန်းခွင်ပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ်အခက်အခဲတွေပြဿနာပေါင်းစုံဝင်းရံနေမယ်ဥတီချက်ပြောင်းနေမယ်ဖယ်လန်းသွားမလဲလမ်းပြောင်းနေတယ်ဒီမလှုပ်တာမလို့တာအခြေအနေမှာပိတ်မိနေတဲ့အနေအထားမျိုးပြချင်တယ်ပေါ့နော်ဒါဆိုတော့ဒီကတ်ကလည်း no cut ဖြစ်တယ်ပေါ့နော်ဒါကိုကြောင့်ဒီမှာလဲအလိုပဲလူတယောက်က ြီးပြက်တနာပေါင်းစုံနဲ့ညာဘက်မအိတ်နိုင်ပဲစိတ်ဖိစီးနေတဲ့ပုံစံမျိုးသူကပြရတယ်ပေါ့သူ့ဘဝမှာအခက်ခဲတွေပြက်တနာတွေစိတ်ခံစားချက်တွေအများကြီးဒီမှာရှိနေတယ်အဲ့ဒီအတွက်သူဟာစိတ်ဖိစီးမှုပေါင်းများစွာနဲ့မအိတ်နိုင်ပဲစိတ်တက်ကြနေတဲ့ပုံစံမျိုးကိုသူကပြရတယ်အ내ရောင်ကိုလည်းသူကနောက်ခံထားတယ်ပေါ့နော်ကတ်ကိုကြည့်လိုက်တာနဲ့ချက်ချင်းသိနိုင်တယ်ဒီကတ်ကနှုတ်ကမကောင်းတဲ့ကတ်ပေါ့ခန္ဓာအတီးတီးမှာသူဟာဘယ်ရာမအစင်မပြေဘူး စိတ်ဖြစ်စည်းမှုတွေနဲ့ယုံကန်နေရတဲ့အနေအထားမျိုးပေါ့နော်အဲ့မပြောတဲ့ညာပေါင်းများစွာဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒါလည်း no cut ကိုပြတယ်သားစေကြောင်းသူလည်းအလိုပဲသူကြတော့အိတ်မပြောတဲ့အနေထားကိုတော့ကြော်သွားပြီးတော့ဘဝမှာရင်ဆိုင်လာရတဲ့ပြဿနာပေါင်းစုံအောက်မှာအလဲလဲအကွဲကွဲကြာဆုံးသွားရတဲ့ပုံစံမျိုးကိုသူကပြရတယ်ပေါ့နော်ပြဿနာတွေကို ပြန်ပြီးတော့မဖြေရှင်းနိုင်တော့ဘူး give up လုပ်သွားတဲ့အနေအထားမျိုးပေါ့လုံးဝမကောင်းတဲ့အနေအထားမျိုးပေါ့နော်ချီးမှာပဲဖြစ်ဖြစ်ငွေကြီးမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်သူဟာအရာအားလုံးကိုလက်လျှော့ပြီးတော့အရှုံးပေး give up လုပ်သွားတဲ့အနေအထားမျိုးကိုပြတဲ့အတွက်ဒီကတ်ကလည်းလုံးဝမကောင်းတဲ့ကတ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်သူကလည်း no ကတ်ဖြစ်တယ်ဒါ page of so what ဒီပုံကြတော့လူငယ်လေးတယောက်ကဓာတ်တစ်ချောင်းနဲ့အရာရာကိုရင်ဆိုင်ပြီးတော့ရှေ့ဆက်မဲ့ပုံစံမျိုးလေးပေါ့သူလဲခုနဒီဒုံနဲ့ခွက်လိုပဲသူ့မှာသွားအားတွေရှိတယ်အရေးချင်းတွေရှိတယ်ခွင်ရေးတွေရှိတယ်ဒါပေမဲ့သူဟာအရှိန်ယူနေတဲ့အနေထားပဲရှိတယ်အရှင်လိုတယ်ပေါ့ရှေ့တိုးဖို့လိုတယ်ပေါ့နော်ဆိုတော့ကဏ္ဍအသီးသီးမှလဲသူဟာအလုံးရှိပေမဲ့ ရရဝင်ဝင်ရှေ့ဆက်တိုးပြီးတော့လှုပ်ဆောင်ဖို့ပဲလိုတဲ့အနေအထားကိုသူကပြတယ်ပေါ့နော်အဲ့ဒီ page တွေကအကုန်လုံးကအဲ့လိုအတူတူပဲပုံစံမျိုးပေါ့ကိုရဲ့စွမ်းအင်နေခွင့်ရေးတွေနဲ့ရှေ့ဆက်တိုးဖို့ပဲလိုတယ်တဲ့လက်ရှိမှာကဏ္ဍအသီးသီးမှာတည်ငြိမ်နေတဲ့အနေအထားဖြစ်တယ်ဒါပေမဲ့တိုးတက်ခြင်းရောအရှင်ယူဖို့ရှေ့ဆက်တိုးဖို့လိုတယ်တဲ့ဒီအနေအထားကိုသူကပြခြင်းနဲ့ပေါ့နော် yes or no မေးခွန်းနဲ့ပတ်သက်ရင်တော့သူဟာ yes ကကိုကိုစားပြုတယ်တဲ့ night of the what ဒီပုံမှာလဲသူရဲ့ကောင်းတယောက်ဓာအိုမြောက်ပြီးတော့မြင်းကိုဒုံဆိုင်စီးနေတဲ့ပုံစံမျိုးပေါ့နော်သူကကြတော့ဘာလဲဆိုတော့သူလိုချင်တဲ့ပန်းတိုင်အတွက်သူဟာတချိန်ထိုးရှေ့ကိုသူ့မှာရှိတဲ့စွမ်းအားတွေအရေးအချင်းနေနဲ့သူ့ရဲ့ပန်းတိုင်ရှိရာကိုတဟုန်ထိုးသွားနေတဲ့ပုံစံမျိုးကိုသူကပြတယ်လက်ရှိသူ့ရဲ့ကဏ္ဍအသီးသီးအချင်းငွေကြီးအလုတ်ကင်မှာသူဟာ ူ့ရဲ့စွမ်းရည်တွေအရေးချင်းနေအဲ့ဒီဟာတွေနဲ့သူဟာရှေ့ကိုတရှိန်ထိုးခရီးဆက်နေတဲ့ပုံစံပေါ့နော်။ညီမန်းချက်ကိုတော့မရောက်သေးဘူး။ဒါပေမဲ့သူဟာအာမလျှော်ပဲနဲ့ဇွဲနဲ့အင်းနဲ့အားနဲ့သွားနေတဲ့ပုံစံမျိုးပေါ့။အဲ့ဒါမျိုးကိုကသူကပြရတယ်ပေါ့နော်။ရက်စော်နိုမေကွန်းနဲ့ပတ်တဲ့ရင်တော့ဒီကတ်က yes ကတ်ကိုပြရတယ်။ဘာလို့လဲဆိုတော့သူဟာသူ့ရဲ့စွမ်းရည်တွေကိုအုံချပြီးတော့တဟုံထိုးပြေးနေတဲ့အတွက်သူလိုချင်တဲ့ပန်းတိုင်ဟာရကိုရ နိုင်တဲ့အနေအထားမျိုးသူကရှိတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးပေါ့อืมဒီမှာလဲ Queen of the Wars နဲ့ King of the War အတူတူပဲဘယင်ကဘယင်မကဆိုတော့ဘယင်ကဘယင်မကတရားတော့အရှိရှိမှဆရာမပြောခဲ့တယ်လို့ပဲပေါ့နော်အကုန်လုံးကအတူတူပဲသူတို့ဟာ ဘရင်ဖြစ်ဖို့မွေးဖွားလာတဲ့လူတွေဘရင်မဖြစ်ဖို့မွေးဖွားလာတဲ့လူတွေခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာတဲ့လူတွေဖြစ်တဲ့အတွက်ဒီကတ်တွေကြခဲ့လို့ရှိလို့ရှင်တုတ်ပဲဖြစ်ဖြစ်ခွက်ပဲဖြစ်ဖြစ်ဒါပဲဖြစ်ဖြစ်ကျေပဲဖြစ်ဖြစ်ပေါ့နော်ဟာဒါကောင်းတဲ့ကတ်တွေဖြစ်တယ်ခေါင်းဆောင်ပိုင်းအနေထားမှာရှိတဲ့လူစားမျိုးတွေဖြစ်မဲ့သူတပားကိုဥဆောင်နိုင်တဲ့အမိတ်ပေးနိုင်တဲ့အနေထားမျိုးကလူစားမျိုးတွေငွေကြေးချမ်းသာကြွေဝတဲ့အနေထားမျိုးတွေငွေကြေးအဆင်ပြေတဲ့အနေထားမျိုးတွေအဲ့ဒီပုံစံမျိုးတွေကအမြဲပြတဲ့ကတ်တွေဖြစ်တယ်ပေါ့နော် ဲ့ဒါကြောင့်ဒီကတ်တွေဟာလည်း yes ကတ်ဖြစ်တယ်ပေါ့နော်ဒါကတ်တွေဟာပြောရမယ်ဆိုလို့ရှိရင်အများစုဟာမကောင်းတဲ့ကတ်တွေများတယ်သူဟာကောင်းတဲ့ကတ်နေတယ်ကောင်းတဲ့ကတ်ဆိုလို့သူဟာဒီနံပါတ်1 ace of swords ရှိမယ်ဘယင်ရှိမယ်ဘယင်မရှိမယ်ဓာတ်သမကတ်ရှိမယ်လူငယ်ကတ်ရှိမယ်ဒီဟာလွယ်လို့ ကျန်နာဟာသူဟာမကောင်းတဲ့ကတ်တွေကြီးပဲမြဲဒါကတ်ကမကောင်းတဲ့ကတ်ညာတွေပေါ့နော်ဒီနှစ်လည်းမကောင်းဘူးသုံးလည်းမကောင်းဘူးလေးလည်းမကောင်းဘူးငါးလည်းမကောင်းဘူး6လည်းမကောင်းဘူးခုနှစ်လည်းမကောင်းဘူး7လည်းမကောင်းဘူး9လည်းမကောင်းဘူး10လည်းမကောင်းဘူးအဲ့တော့ဓာတ်ကတ်ဆိုရင်သူက9ကတ်ကလွဲလို့ ကြံတာမကောင်းတဲ့ကတ်တီးရယ်ပေါ့နော်အဲ့လိုမှတ်ထားလို့လည်းရတယ်ပေါ့ဒါပေမဲ့ပုံကြည့်လိုက်တာနဲ့လေသိနိုင်တယ်ပေါ့ဒီဓာတ်ကတ်တီးရဒုခွက်ဓာတ်ကျဲမှာမကောင်းတဲ့ကတ်အများဆုံးကဒီဓာတ်ကတ်ဒီဖြစ်တယ်ပေါ့နော်ငါးကတ်ကလူလူကြံတာတွေကအကုန်လုံးကတ်ကြီးပဲအဲ့ဒါလေးမှတ်ထားလို့ရှင်လေလွယ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ဖို့ဓာတ်ကတ်ကပြီးသွားပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုဆရာမဒီမာရင်ရပ်ပါပြီเนาะနောက်တစ်ပတ်ကြာလို့ရှင်နောက်ဆုံးကြံတဲ့ ြေပုပ်စုအကြောင်းပြောပြရင်နော်ဒီပုံကိုကြည့်ပြီးပြောတဲ့ရေဝရအချက်လက်တွေပြီးသွားပြီပေါ့နော်နော် share မှာဆိုတော့ဒီနေ့ဖို့တော့ဆရာမဒီမာဒီမယ်ဒီဗီဒီယိုလေးကိုရပ်ပါပြီဆက်ဆက်ရအစဉ်ပြေကြပါစေရှင်ဒီကောင်းကြမှာကြပါစေရှင်